ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေရဲ့အသွေအသွေးကကင်းဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမရောချူပါ။ဒီနေ့ April 17ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအကြမ်းဖက်စစ်အုပ်စုလက်ထဲကိုပေးရမှာမဟုတ်ဘူးလို့ကိုရီးယားလွှတ်တော်အမတ်ပြောကြားလိုက်တဲ့သတင်း တပတ်အတွင်း Richester scale 5ထက်ကြီးပြီးထိခိုက်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့နောက်ဆက်တွဲငလျင်ဖြစ်ပေါ်နိုင်စေ42ရာခိုင်နှုန်းရှိတယ်လို့အသိပေးထုတ်ပြန်ထားတဲ့သတင်းငင်းမြုပ်မိုင်းနှင်းမိပြီးခြေထောက်မှာပြင်းထန်တရရခဲ့တဲ့အဆင့်ကြီးအတွက်စေဝါနဲ့စေကူတာမှုတွေကူညီထောက်ပံ့ကြဖို့တည်ရန်စားသားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဖိတ်ခေါ်ထားတဲ့သတင်းဖလန်းမြို့သိမ်းတိုက်ပွဲမှာချင်းညီနောက် CB နဲ့အတူ MPD တပ်ဖွဲ့ကပါပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့တဲ့ မလျင်ထက်သစ်ပြည်သူတွေကိုတိုက်ခိုက်နေတဲ့အကျန်းဖတ်စစ်ကောင်စီကိုကုလလုံခြုံရေးကောင်စီကအရေးယူဖို့တိုက်တွန်းလိုက်တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင် တော်လန်ရင်ဆန္ဒပြလူထုသပိတ်သတင်းတွေပဲဖြစ်ပါတယ်ပထမအဆုံးတင်ဆက်ပေးမှာကတော့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအကျန်းဖတ်စစ်အုပ်စုလက်ထဲကိုပေးရမှာမဟုတ်ဘူးလို့ကိုရီးယားလွှတ်တော်မှပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။ငလျင်ပေးသည့်ပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအကြံဖတ်စေအုပ်စုလက်ထဲကိုပေးရမှာမဟုတ်ဘဲနိုင်ငံတကာအဖွဲ့အစည်းတွေကသာတဆင့်ပေးအပ်သွားမှာဖြစ်တယ်လို့ကိုရီးယားလွှတ်တော်အမတ်အီယုံဆွန်းကမြမအရေးကြားနာပွဲမှာပြောကြားလိုက်ပါတယ်။ကိုရီးယားလွှတ်တော်မှာမြမအရေးကြားနာပွဲကိုဧပြီ10ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းကိုရီးယားသံတမန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်း ကိုရီးယားလွှတ်တော်အမတ်နိုင်ငံသားရေးရာကော်မတီဝင်အီယွန်ဆိုးဦးဆောင်တဲ့ဒီမိုကရက်တစ်ပါတီအမတ်များဖြစ်တဲ့ဂျီဂျောင်ရှိဆောယောင်ဆော့ဘဟုံးဘဲအီဂန်အီခြာဂျီဟိုးနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတာပါအဆိုပါမြမအရေးကြားနာပွဲမှာလွှတ်တော်မန်အီယွန်ဆွန်းကကိုရီးယားနိုင်ငံအနေဖြင့်လူသားချင်းစာနာသောအထောက်ပံ့များကိုအစံဖက်ဆွေးအုပ်စုလက်သို့ဒါရိုက်ပေးအပ်မှာမဟုတ်ဘဲနဲ့မြန်မာပြည်သူများလက်သို့ရောက်ရှိအောင်နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာပေးအပ်မှာဖြစ်ကြောင်း ကိုရီးယားအစိုးရကမြန်မာနိုင်ငံမှာအာဏာသိမ်းရန်ကြိုးဝမ်းမှုဖြစ်စဉ်ကလေးကစမှတ်ထားတဲ့နိုင်ငံခြားရေးမူဝါဒအတိုင်းဆက်လက်ရပ်တည်နေကြောင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီတော်လှန်ရေးကြောင့်ပြင်းမှန်းနေရတဲ့အချိန်မှာသဘာဝဘေးဒဏ်ကလျင်ကြီးကြောင်းထိခိုက်ပျက်စီးဆုံးရှုံးရတာကိုများစွာစိတ်မကောင်းဖြစ်ရပါကြောင်းစာနာပါကြောင်းဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မြန်မာနိုင်ငံသားများနဲ့အတူရှိနေမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများကာကွယ်စောင့်ရှောက်မှုပေးရန်အတွက်လည်းတက်ကြွစွာစောင့်ရက်ပေးမှာဖြစ်ကြောင်းကတိပြုပြောကြားခဲ့ပါတယ်။အဆိုပါမြမအရေးကြားနာပွဲကိုစိုးမျိုး98 Foundation အပါအဝင် ကိုရီးယားရှိ Democracy အရေးအထူးကလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းများ အရက်ဖက်အဖွဲ့အစည်းများကျောင်းသားများမြမတော်လှန်ရေးအဖွဲ့အစည်းများသတင်းဌာနများတက်ရောက်ခဲ့ကြပြီးတိလိုတာများကိုအပြန်အလှန်ရင်းနှီးပွင့်လေးစွာဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒါများကိုပြည်အောင်စုဝင်းကြီးဦးအောင်မျိုးမင်းကလည်းပြန်လည်ဖြေစားခဲ့ပါတယ်ရှင်။အဆိုပါအခမ်းအနားမှာပြည်အောင်စုဝင်းကြီးဦးအောင်မျိုးမင်းကစစ်တပ်ဖန်တီးရဲ့လူအခွင့်အရေးချိုးဖောက်မှုများနဲ့တဘာဝမြေငန်လျင်တန်ကြားကမြန်မာနိုင်ငံအဲ့ဒီကောင်းဆက်ဖြင့်အာနာသိန်းလင်းနှစ်တာကာလအတွင်းအကျန်းဖက်စစ်အုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်မှုများအန်ယူဂျီနဲ့တိုင်းရင်းသားအင်အားစုများရဲ့စုံမှုအုပ်ချုပ်ထားနိုင်မှုအခြေအနေများ ဇတိုင်းငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုများနဲ့အန်ယူဂျီရဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်မှုများအကြက်ဖက်စစ်အုပ်စုရဲ့ငလျင်ဖြစ်စဉ်တွေလေကြောင်းတိုက်ခိုက်မှုများငလျင်အပေါ်အကြက်ဖက်စစ်အုပ်စုတုတ်ပြန်မှုများနဲ့နိုင်ငံတကာအနေဖြင့်သတိပြုရမယ့်အသုံးချနေမှုများပါရှင်းလင်းတင်ပြခဲ့ပါတယ်အဲဒီနောက်ပြောင်စုဝင်ကြီးဦးအောင်မျိုးမင်းကကိုရီးယားဆိုရနဲ့လွှတ်တော်ကိုတောင်းဆိုရမှာအစံဖက်ဆေးအုပ်စုနဲ့ပူးပေါင်းနေတဲ့ရင်းနှီးမြှုပ်နှံမှုများကိုပိတ်ပင်ရန် စစ်လက်နက်နဲ့လေးရင်စီအပါဝင်ဤပညာထောက်ပံ့ခြင်းများကိုပိတ်ပင်ရန်အကြမ်းဖက်ဆဲအုပ်စုကိုတန်တမာရေးရာမဆက်ဆံရန်အတို့ရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုရန် လူသားချင်းစာနာမှုထောက်ပံ့များကိုအကြမ်းဖက်ဆဲအုပ်စုနဲ့ပူးပေါင်းခြင်းမပြုလုပ်ပင်နဲ့ NUG နဲ့ဒေသခံများမှတဆင့်ပေးအပ်ရန် ကိုရီးယားရောက်မြန်မာနိုင်ငံသားများကိုအကာအကွယ်ပေးရန်နဲ့အကြက်ဖက်စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုများကိုနိုင်ငံတကာမှတရားစွဲဆိုမှုအပေါ်ပါဝင်လှုပ်ဆောင်ပေးရန်တို့ကိုတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့တပတ်အတွင်း Rochester Scale 5ထက်ကြီးပြီးထိခိုက်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့နောက်ဆက်တွဲငလျင်ဖြစ်ပေါ်နိုင်ခြေ52ရာခိုင်နှုန်းရှိတယ်လို့အသိပေးထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဧပြီလ16ရက်နေ့အထိတပတ်အတွင်း Richester Scale 5ထပ်ကြည့်ပြီးနောက်ဆက်တွဲငယ်လင်းဖြစ်ပေါ်နိုင်ခြေ42ရာခိုင်နှုန်းရှိပြီးတော့အဲ့ဒီအင်အားဟာထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ 2025ခုနှစ်ဧပြီလ9ရက်နေ့အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ရဲ့ခန့်မှန်းချက်တွေအရလာမယ့်တစ်ပတ်အတွင်း Richter scale 5ထက်ကြီးတဲ့နောက်ဆက်တွဲငလျင်ဖြစ်ပေါ်နိုင်ခြင်း52ရာခိုင်နှုန်းရှိပြီးတော့အဲ့ဒီအင်အားဟာထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။နောက်တစ်ပတ်အတွင်း Richter scale 3နှစ်အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်များ160အကြိမ်ထိဖြစ်ပေါ်နိုင်တယ်လို့ American ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကခန့်မှန်းပါတယ်။ နောက်ဆက်တွဲငလီငယ်တွေလှုပ်ခတ်မှုဟာအချိန်ကြာလာတဲ့အမျှညှော့နေလာမှာဖြစ်တော့လေအင်းအားများတဲ့နောက်ဆက်တွဲငလီငယ်တစ်ခုလှုပ်ခတ်ခဲ့ပါကနောက်ဆက်တွဲငလီငယ်တွေရဲ့အရေးအတွက်ကိုယာယီအဖြစ်တိုးဝစေနိုင်ပါတယ်ဧပြီလ10ရက်မနေ့ကမြမစံတော်ချိန်ည10:48မိနစ်မှာမန္တလေးတိုင်းကျောက်ဆယ်မြို့အနီးမြေအောက်အနက်30ကီလိုမီတာကိုပဟိုပြုပြီးတော့ Richester scale 4.2အဆင့်အင်းအားအတင်တင်ရှိတဲ့မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ် မြန်မာနိုင်ငံမှာငလျင်ပြည့်၍ရှေ့၍ရှိပြီးတော့၁ပင်မစကိုင်းပြည့်၍ကြီး၂ကဘောပြည့်၍၃မြောက်ဦးပြည့်၍၄ကြောက်ကျန်းပြည့်၍၅ထိုင်းမြန်မာနယ်စပ်ဒေသနမ်းမပြည့်၍၆တရုတ်မြန်မာနယ်စပ်ဒေသရွှေလီပြည့်၍၇တရုတ်မြန်မာနယ်စပ်ဒေသမိုးမိတ်ပြည့်၍၈ဖားပုံပြည့်၍တို့ဖြစ်ပါတယ်။ အဲ့ဒီပြည့်ရွေတွေကပင်မစကိုင်းပြည့်ရွေကြီးဟာမြောက်မတောင်သို့အရှေ180မိုင်ရှိပြီးမြမပြည်တွင်းမှာငလျင်လှုပ်ရှားမှုတွေအားလုံးရဲ့80ရာခိုင်နှုန်းလှုပ်ရှားတဲ့ငလျင်စစ်မြစ်ကပင်မစကိုင်းပြည့်ရွေကြီးပင်ဖြစ်တယ်လို့သိရပါတယ်။မက်စလာ28ရဲ့နေ့လယ်12:50မိနစ်ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အင်အားရှိတဲ့ စကိုင်းငင်ကြီးရဲ့ငလျင်ပဟိုချက်ကမြေမျက်နှာပြင်အောင်10ကီလိုမီတာလောက်ကနေလှုပ်ခတ်ခဲ့တာကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြင်းမြုံမိုင်းနင်းမိပြီးခြေထောက်မှာပြေးထန်တရရခဲ့တဲ့စင်ကြီးအတွက်စေဝါနဲ့စေကူတာမှုတွေကိုညီထောက်ပံ့ကြဖို့တယံစာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဖိတ်ခေါ်ထားတဲ့သတင်းကိုပြောပြပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေတွင်းမှာရှိတဲ့စင်ဝိုင်းတစ်ခုမှာအသက်53နှစ်အရွယ်စင်မီတင်လှလှမှာသခိုင်းတိုင်တွင်းရှိစစ်သုံးလမ်းမြို့ဆောင်လမ်းပေါ်ရှိတံတားတွေပြုတ်ပြင်မှုလိုအပ်တဲ့သစ်တွေကိုတည်ယူပို့ဆောင်ပေးနိုင်ဖို့တွားရောက်ချိန်မှာမင်းမြုံမိုင်းနေမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတည်ရန်စာသားနေသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရပါဗျာ။ မြေမြုံပိုင်းနေမိခဲ့တာကြောင့်စင်ရဲ့လက်ရပဲရှေ့ခြေတော့မှဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့်စင်ဦးစီးတွေကဆေးကုသပေးနေရတယ်လို့သိရပါတယ်။ဒါကြောင့်အဆိုပါစင်ကြီးအတွက်လိုအပ်တဲ့ဆေးဝါးနဲ့ဆေးကုသမှုတွေထိရောက်စွာရရှိနိုင်မှုကုညီထောက်ပံ့မှုတွေပြုလုပ်ပေးကြဖို့အတွက်လည်းအသိပေးဖိတ်ခေါ်ထားပါတယ်ရှင်။ထပ်မံပြီးတင်ဆက်ပေးနေတာကတော့ ဖလန်းမြို့သိမ်းတိုက်ပွဲမှာချင်းညိနောက် CB နဲ့အတူ NPD တိုက်ဖွဲ့ကပါတပူပေါင်းပါဝင်ခဲ့တဲ့တိုက်ခိုက်ခဲ့တဲ့တရင်ဖြစ်ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲဆစ်စင်ရေးမှာချင်းညိနောက် CB နဲ့အတူမြင်းကြံပလက်တိုက်က NPD တပ်ဖွဲ့မှပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ NPD တပ်ဖွဲ့ကောင်းဆောင်ဘိုးမိုက်ခဲက PPTV ကိုပြောပါတယ်။တင်စီရမိခဲ့တဲ့လက်နက်တွေကိုတော့ချင်းညီနောင် CB အဖွဲ့ကပဲစီစဉ်ပါပါလို့ဘိုးမိုက်ခဲကဆိုပါတယ်။ အခုချိန်မှာဖလန်းမျိုးကို အကြက်ဖက်စစ်ကောက်စီကင်းစင်နေပြီဖြစ်ပိုးပေါက်ပါဝင်တိုက်ခိုက်နိုင်ခဲ့တဲ့ MPD တပ်ဖွဲ့ရဲ့ကွန်မန်ဒိုစစ်ကြောင်းနဲ့စစ်ကြောင်းခုနှစ်မှရဲဘော်တွေရဲ့ဇွဲလုံးလတတိနဲ့အမိတ်နာခံမှုတွေကို MPD တပ်ဖွဲ့ကအထူးဂုဏ်ယူလေးစားမိရလို့ဆိုပါရတယ်။ ဖလန်းမြို့သိန်းစစ်စေးရီမှာမြင်းကျံဖလက်တိုက်က MPD တပ်ဖွဲ့မှရဲဘော်ခုနှစ်ဦးမြင်းမျက်စွာကြာဆုံးခဲ့ပြီးတော့ရဲဘော်သုံးဦးမှာခြေလက်အင်္ဂါဆုံးရှုံးခဲ့ကရဲဘော်30ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ချင်းညီနောက်စစ်စင်ရီ Operation CB အဖြစ်ဖော်ဆောင်ခဲ့တဲ့ဖလန်းမြို့သိန်းစစ်စင်ရီအတွင်အသက်ပေးသွားကြတဲ့အာဇာနည်သူရဲကောင်းတွေကိုလက်အင်္ဂါပေးဆက်ခဲ့ကြရတဲ့ရဲဘော်တွေနဲ့ အဝဲရတဲ့အထိရွရွချွချွချီတက်တိုက်ပွဲဝင်နေကြတဲ့တပ်မိုးတပ်သားတွေရဲ့ရဲဆွဲတပ်တိနဲ့ဇွဲလုံးလှရှိမှုတွေကိုလေးစားစွာဂုဏ်ပြုပါကြောင်းနဲ့ချင်းနီနောက် CB အနေနဲ့ဆေးရနာရှင်စနစ်ကြဆောင်ရင်းနဲ့ Federal Democracy ပြည်အောင်စုတိဆောက်ရေးမှာမဟာမိတ်တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လဲချင်း Brother ဟုကထုတ်ပြန်တည်ပေးထားပါတယ်ဖလန်းမြို့သိန်းစစ်စီရင်ကို2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ခဲ့တာ 2025ခုနှစ်ဧပြီ6ရက်မှာအောင်မြင်စွာသိမ့်ပိုက်နိုင်ခဲ့ပြီးတော့ဟောင်ဝင်းစာလက်နက်ကြီးတွေအပေါ်လက်နက်ခဲယမ်းတွေအများပြားသိမ်းဆည်းရမိခဲ့တဲ့အပြင်ဖလန်းမျိုးနယ်တစ်ခုလုံးမှာအစံဖက်စစ်ကောင်စီကင်းစင်နေပြီဖြစ်သွားပြီလို့ချင်းဘရာသာဟုကထုတ်ပြန်ကြေညာထားပါတယ်ရှင်ထမံမီတင်ဆက်ပေးမှာကတော့ငလျင်ထန်သိပ်ပြည်သူတွေကိုတိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုကုလလုံခြုံရေးကောင်စီကအရေးယူဖို့တိုက်တွန်းလိုက်တဲ့သတင်းဖြစ်ပါတယ်။ ငလျင်ထန်သိမ့်တဲ့ဒေသတွေမှာအကြမ်းဖက်စစ်ကောင်စီကတိုက်ခိုက်မှုတွေပြုလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကုလသမဂလုံခြုံရေးကောင်စီကရေးပေါ်အစီအစဉ်တစ်ခုချမှတ်ပြီးဖြည့်ရှင်းတင်တယ်လို့ကုလသမဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးကပြောလိုက်ပါတယ်မြန်မာပြည်သူတွေငလျင်ကြောင့်ဆင်းရဲဒုက္ခခံစားနေရချိန်မှာအကြမ်းဖက်စစ်ကောင်စီကအပြစ်ရဲ့ကျင်ညာပေမဲ့မြေပြင်မှာစစ်စင်ကိုနှစ်ဆတိုးပြီးဖော်ဆောင်နေတယ်လို့သူကပြောပါတယ်။ တော်လိုင်းအဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အပြစ်ရဲ့ကြီးညာချက်တွေကိုကြိုးဆိုပြီးအကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးကုလလုံခြုံရေးကောင်စီကအရေးယူရမယ်လို့ဆိုပါတယ်ဒါပြင်စစ်ကောင်စီကငလှင်ထက်တဲ့ပြည်သူတွေစီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟန့်တားမှုတွေပါပြုလုပ်နေတယ်လို့ဆိုထားပါဗျ။နိုင်ငံတကာအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့အတူလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ပူးပေါင်းပါဝင်လှုံ့ဆော်ကြဖို့လဲသူကတိုက်တွန်းထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရင်းမပင်မျိုးနဲ့ရဲ့နောက်ပြန်မလှည့်ချေဒီတော်လန်ရင်တပိတ်စစ်ကြောင်းကအကြံဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်ချေဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကင်ဆောင်ပြီးအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဟေးချွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်းမဲ့ပြည်မျိုးနယ်မှာအောင်လန်လွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့ Don't support Myanmar gender ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တဲ့ကြာရှောင်းရေးဟေးကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါတော့ April 17ရက်သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။